ဆက်ရှင်မိုင်တော်ရဆရာတော်ဘုရားကြီးရဲ့ညာကျန်းဓမ္မသဘင်တရားပွဲမှာလောအားဌာနကုသိုလ်ယူခဲ့ကြတဲ့တရားဆောင်ပြည်တူဦးနဲ့အင်ရကျော်စင်တို့ဇနီးမောင်နှံမင်္ဂလာပါပရိသတ်ကြီးရှင်အခုနောက်ပိုင်းအမှုပညာအလုပ်တွေကိုခက်ဆိတ်ဆိတ်ပြန်လည်လုပ်ကိုင်းလာခဲ့ပြီးပရိသတ်တွေနဲ့အဆက်မပြတ်ထိတွေ့နေတဲ့တရားဆောင်ပြည်တူဦးနဲ့အင်ရကျော်စင်တို့ဇနီးမောင်နှံနှစ်ယောက်ဟာပွဲထက်တွေကိုလည်းမကြာခဏတက်ရောက်လာခဲ့သလိုအခုတခါမှဆိုရင်လေအသက်အရွယ်အရလက်လန်းမိသမျှအကုသိုလ်ကောင်းမှုတွေကိုတစ်ခုပြီးတစ်ခု ပြုလုပ်လာခဲ့ကြတာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာလည်းပြည်သူ့နဲ့ဥနာကျော်စင်းတို့ဇနီးမောင်နှံက16မိုင်တုံးရဇာတော်ဖျားကိုနေအိမ်သို့ပင်ဆောင်ပြီးဆွေးနဲ့ဆွေးဟင်းများကိုကတ်လူပူဇော်ခဲ့တယ်လို့လူပွဲဝိထုအစုစုတို့ကလည်းလှူဒန်းခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ဆရာတော်ဖရာရဲ့မိဘဂျေဆုဆက်ညာကျန်းဓမ္မတပင်ပွဲမှာလေတပည့်တရားကတရားကမှအရင်တွေ အနေနဲ့ဆရာတော်ဖရာရဲ့နဘေးကနေလိုအပ်တာမှန်သမျှကိုလောအားဌာနလိုက်ပါကုသိုလ်ယူခဲ့ကြတာလည်းဖြစ်ပါတယ်။ ရသက်ကြီးအနေနဲ့လည်းပြည်သူ့နဲ့အနာကျစင်တို့ဇနီးမောင်နှံကိုအနည်းပညာအလုပ်တွေလောက်ကိုင်းရင်းနဲ့အားပေးခဲ့ကြသလိုအခုလိုကုသိုလ်အလုပ်တွေလုပ်တဲ့အချိန်မှာလည်းမိသားမင်းသမီးတွေနဲ့အတူကုသိုလ်တွေထပ်တူရကြစေဖို့အတွက်အခုလိုဖော်ပြတင်ဆက်ပေးလိုက်ပါတယ်ပြည်သူ့နဲ့အနာကျစင်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ကုသိုလ်ထူးတွေအတွက်ပြည်သက်ကြီးကလည်းတာထုခေါ်ဆိုပေးခဲ့ကြပါအောင်ရှင်